ိုက်တိုင်းကိုကြည့်ရှုနေတဲ့ပြည်တွင်းပြည်ပရဟန်းရှင်သူပြည်သူအလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေ။ယနေ့ယခုရာသီဆက်ဝန်းလို့တရွေ့ရွေ့ပြောင်းလာတာ2025မေလဒုတိယနဲ့တတိယပတ်ရောက်ရှိလာပါပြီ။မေလ15ရက်ကနေ27ရက်ကြားမှာဖြစ်ပေါ်ပြောင်းလဲလာမယ့်ခုနှစ်ရသားသမီးရာသီဘွားတွေရဲ့ န်တရားအစူအကောင်အကျိုးအကြောင်းရှောင်ရဆောင်ရများကိုပြောပြမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့မေထုံရာသီဘွားမေထုံရာသီဘွားဆိုတာမေ22နဲ့ဇွန်27ကြာမှာမူဖွားသူတွေဖြစ်ပါတယ်ဒီရာသီဘွားတွေဟာကိုယ့်ရဲ့ညာကိုယ့်ရဲ့ကံတို့နဲ့တူတက်မှာဖြစ်ပါတယ်တပားသူကိုမှီလို့မရပါဘူးကိုယ့်ရဲ့လုံလဝရိယဇွဲပညာ စွိုင်းတတ္တိတွေနဲ့အဆင်ပြေမဲ့အချိန်မှာဘာသာရေးကိစ္စတွေစီးပွားရေးလုပ်ငန်းအောက်ပြင်တူးတက်မဲ့အချိန်မှာပဲနိုင်ငံရာခြားကနေသတင်းကောင်းတွေလက်ဆောင်ရပါလိမ့်မယ်ခေါ်ယူခံထားတာတွေရပါလိမ့်မယ်ငွေကြေးကုန်ကြမှုများပြီးအထိပ္ပယ်မဲ့ကုန်နေတာတွေများတဲ့အတွက်သတိထားပါတူသိစွာလောက်ကိုင်းဆောင်ရွက်ဖို့လိုပါတယ်ရရှိတဲ့ငွေကြေးကိုလူမသိအောင်စုဆောင်မှုလိုပါတယ် ီကာလမှာဘာပဲလှုပ်လို့စီးနဲ့ကန်းနဲ့နီးနဲ့လမ်းနဲ့ကိုအားကိုကိုပြီးသတိဝရိယနဲ့လှုပ်ပါချစ်သူတို့ရှောက်တော်လန်းตายရပါတယ်အိမ်တော်ကြီးနှလုံးသားများตายရတဲ့အချိန်မှာပဲသတိထားမှာတော့လက်ထပ်ထိမ်းများတဲ့ကိစ္စနောက်ဆုတ်ထားရင်ကောင်းပါတယ်အချိန်ယူပါဦးတဘာဝပြီးစီးရင်နိုင်ငံကြီးတွေရှုပ်ထွေးနေတဲ့အချိန်မိမိအတွက်မကြီးမသက်တဲ့အချိန်ဖြစ်တဲ့အတွက် ရှေ့လာမှနှစ်ကြမှလက်ထပ်ရင်ပိုကောင်းပါလားအရာခသိကကောင်းနေတယ်ဆိုရင်တော့ဖះစီစီတော့ပါ မွေးနံတော့မှာပန်းသက်စီစီသက်စီလှူပါညောင်မင်မှာရေလောင်းပေးပါ သူကတော်သူကတော်သူကတော်ပရိစ္ဆေပါ နေတိုင်းစိတ်ပါအေးရဖះမှာငါပြောသည်လှူပေးပါဝိစီရမဲ့အယောင်တွေရတော့ဒီကာလမှာအဖြူရောင်ကြည်ပြရောင်ခဲရောင်အဝါနုရောင်များဖြစ်ပါတယ် ကိုငါလေးပတ်လည်းထီထိုးပြီးပါတပါစီရမင်္ဂလာကာတာတော်ကြီးရွတ်စုပြီးပါဘာပဲလှုပ်လှုပ်ဖရာတရားတန်ကမမေ့ပဲနဲ့တရိဝရိယနဲ့လှုပ်ပါမေထုံရာဒီဘွားအားလုံးကံကောင်းကြမှာချမ်းသာကြပါလိမ့်မယ်